နေတူနဲ့တူတယ်လို့ပြောခင်ရတဲ့အပေါ်မှာအိရရဲလဲတဲ့အထိစိတ်မကောင်းဖြစ်ခဲ့ရတဲ့ငွေမုံရည်တီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media News Page ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်လို့ជួសសុបပါတယ်ငွေမုံရည်တီကတော့ရွှေမုံရည်တီရဲ့တူရဲသောညီမလေးဖြစ်တယ်လို့အနုပညာအလုပ်တွေလည်းလုပ်ကင်နေတာဖြစ်ပါတယ်ဗီဒီယိုစကားခေတုံးက အမားပြည်သူနဲ့အတူတူဇက်ကားရီလည်းရိုက်ကူးခဲ့ပါသေးတယ်။လူရှိသိမ့်မထွက်ပဲနေခဲ့တာကြာပြီလည်းဖြစ်ပါတယ်။ဘီကရက်ရပ်ပိုင်းအတွင်းမှာရွှေမုံရတရားအနုပညာလောကရင်းမှာခြေချလာခဲ့တယ်လို့ညမဖြစ်သူငွေမုံရတရားလည်းမွေးနေ့အမတ်တရားပုံနေနဲ့လူရှိကိုပြန်ပြီးတော့ထွက်လာခဲ့တာဖြစ်ပါတယ်။မြန်မာနေရောက်အထူးထူပုံရိုက်ခဲ့ကြတာဖြစ်ပြီးတော့အဲ့ဒီပုံတွေကဆိုရှယ်မီဒီယာမှာအရင်ကနာမည်ကြီးသွားခဲ့တာဖြစ်ပါတယ်။အကြောင်းရင်းကတော့ငွေမုံရည်တီလို့မထင်ပဲပရိသတ်တော်များက နေတိုးလို့ထင်သွားတာကြောင့်မှဝင်းမုံရတီးကမိကပ်ပြင်ဆင်ပြီးတော့ခမမိုက်ပုံစံပြင်ဆင်ထားပေမဲ့နေတိုးနဲ့သွားတူနေတာပါဒါကြောင့်မို့လဲနေတိုးနဲ့ပုံအတူတူရိုက်ထားတဲ့ရွှေမုံရတီးဆိုပြီးတော့စားနောက်ဓာရီလည်းများပြားခဲ့ပါတယ်နေတိုးနဲ့တူနေတာကြောင့်ဝင်းမုံရတီးကဆိုရှယ်မီဒီယာမှာအရန်ကိုပေါက်သွားခဲ့ပါတယ် ငွေမုံရတရအယောက်ကြောင့်လီဆန်နဲ့ဖက်ရှင်တွေကိုသာဝစ်စင်နေတာဖြစ်လို့နေတိုးနဲ့ပို့ပြီးတော့ဆင်နေတာဖြစ်ပါတယ်။နေတိုးရဲ့မျက်နှာပေါင်းနဲ့ဆင်တူပြီးတော့စားနောက်ခံနေရတဲ့အပေါ်မှာငွေမုံရတရလုံးဝမကြိုက်ပါဘူး။သူမအနေနဲ့အခုလိုစားနောက်ခံရတာကိုသဘောလည်းမကျပါဘူး။ဓပုံတင်ပြီးပြီးချင်းမာတော့ကအရန်စားနောက်ကြတဲ့အပေါ်မှာငွေမုံရတရစိတ်ဆင်းရဲနေခဲ့ရတာပါ။မထင်ထားလောက်အောင်ကိုလူပြောများသွားတဲ့အတွက်လည်းအံ့အားသင့်နေခဲ့ရတာဖြစ်ပါတယ်။နေတိုးနဲ့တူတယ်လို့ပြောခင်ရတဲ့အပေါ်မှာစိတ်မကောင်းဖြစ်လွန်ပြီးတော့ အိယာရဲတောင်လဲသွားခဲ့ပါတယ်။ရိဒတရဲ့စကားသံဒီကြောင့်အိယာရဲမှာနှစ်ရက်လောက်လဲသွားခဲ့ရတာဆိုပြီးတော့ငွေမုံရဲ့တရဖွင့်လာခဲ့တာပါ။အရန်တော့ပြောကြတာစိတ်ဆင်းရဲလို့အိယာရဲတောင်လဲသွားတယ်။ တကယ်လဲသွားတာနော်ဆိုပြီးတော့ငွေမောင်ရတီးကအင်တာဗျူးမှာထုတ်ပြောလာခဲ့တာပါတချို့ကတော့အနုပညာရှင်တွေနဲ့တူကျင်တာကြောင့်စွတ်တူနေကြရတာပါဒါပေမဲ့ငွေမောင်ရတီးကတော့နေတူနဲ့တူတယ်လို့အပြောခံရတဲ့အပေါ်မှာမကြိုက်ပါဘူးအမားဖြစ်သူရွှေမောင်ရတီးကအရန်ကိုလာတဲ့အချိန်မှာသူမကိုယောက်ျားကြီးနဲ့ပြောခံရတာမို့စိတ်မကောင်းဖြစ်တာပါငွေမောင်ရတီးကအမှန်တည်းကြိလိုက်တာနဲ့လှရဲဆိုရဲခံစားချက်ရမှသာစိတ်ကျေနပ်တာပါဒါကြောင့်မို့လဲလာအောင်အမြဲတမ်းစူးစမ်းပြီးတော့နေထိုင်နေရပါနောက်ပိုင်းမှာလဲ အမှုပညာအလုပ်တွေကိုပြန်လုပ်တော့မှာဖြစ်ပါတယ်။ဝင်းမုံရတီကတရုတ်ဆောင်တဲ့အချိန်မှာအရင်ကြီးမအောင်မြင်ပေမဲ့တချင်းဆိုတဲ့အချိန်မှာတော့ပေါက်သွားခဲ့တာပါ။ရွှေထူးကဝင်းမုံရတီကိုအဆဆရရပံ့ပိုးပေးတယ်လို့တချင်းဆိုတတ်ဖို့လည်းသင်ပေးနေတာပါ။ဒါကြောင့်မို့လဲရွှေထူးနဲ့အတူတူတချင်းနေဆိုပြီးတော့အောင်မြင်လာခဲ့ရလဲဖြစ်ပါတယ်။ရွှေထူးကတော့ဝင်းမုံရတီကိုတချင်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကအဆသင်ကြားပေးနေတာလည်းဖြစ်ပါတယ်။ ရွှေမုံရည်ဒီနဲ့ငွေမုံရည်ဒီတို့မြမနှစ်ယောက်လုံးကရွှေထူးနဲ့ကန်ဆက်ပြီးတော့အောင်မြင်ကြတယ်လို့ပြောလို့ရပါတယ်။အခုဆိုရင်ငွေမုံရည်ဒီကရွှေထူးနဲ့အတူတူရှိုးဝဲရီကိုလည်းဖျော်ဖြေပြီးတော့အစိုးရတယောက်အနေနဲ့ပါယက်တီလို့နေပြီဖြစ်ပါတယ်။နေတိုးနဲ့တူတယ်လို့ပြောခင်ရတဲ့အပေါ်မှာအေးရတယ်လေတဲ့အထိစိတ်မကောင်းဖြစ်ခဲ့ရတဲ့ငွေမုံရည်ဒီအပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြပေးခဲ့ပါအောင်။ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်။